ဒီဖះစာပေတွေမှာတောင်မှဘယ်လိုသုံးရမလဲဆိုတာကိုသိဖို့အရေးကြီးတယ်ဆိုတာလေးကိုဟိုစဉ်းစားရကောင်းတဲ့အကြောင်းအရာလေးတစ်ခုပေါ့ဟိုကောသလမင်းကြီး ਨੇ ဒီတိုင်းသူပြည်သားတွေကတနေ့မှာဒီပင်ဒီခင်ဃမြစ်ထဲကနေပြီးတော့ရွှေငါးကြီးတကောင်ဖမ်းရတာဘုံဘောထားရှိပါတယ်ငါးကြီးကအလွန်လှပိုက်ကုန်မှာပြီးတော့ဘင်းရောလာဆက်တာရွှေငါးကြီးပဲဒါပေမဲ့ဗဇက်ဟာလိုက်တာ ਨੇ လုံးဝအနက်မခံနိုင်ဘူးနာနာပေါ့နော် အဲ့ဒါနဲ့မြတ်စွာဘုရားကိုရှောက်တော့အနှစ်ချုပ်ပြီးတော့ပြောရရင်ကတ္တဗမြတ်စွာဘုရားလက်ကပိဋကသုံးပုံဆောင်ပိဋကသုံးပုံကိုတက်ခဲ့တဲ့ကပိလဆိုတဲ့ယဟန်တဲ့အတက်ပညာတော့အများကြီးတက်တာပဲနော်ဒါမှမဟုတ်နောက်ပိုင်းကျတော့ तू ကယူဆတွေမှားပြီးတော့နော်တရားကိုမတရားမတရားကိုတရားဝီနည်းကိုမဟုတ်အကုန်လုံးရှောက်ပြီးတော့ကပောက်တီကပောက်ချာပြောကုန်အဲ့ဒီမှ तू ဖြက်စီးတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကံတရားတွေကြောင့်မလို့ဒီလိုမျိုးလာဖြစ်တာဆိုတာဟုတ်လားဒါကြောင့်မလို့ဒီမြတ်စွာဘုရားရဲ့ နော်ဒေသနာတွေပေါ်မှာနော်တက်ကြွထားတာကိုအကြောင်းပြုပြီးတော့လည်းပဲဘုံဘုံတို့အကျိုးမဲ့ဟာဖြစ်နိုင်သေးတယ်။ဟောဒါကြောင့်မလို့ဟိုလေဒီဆိုတော့ဘုရားကြီးရေးတဲ့တေးတဲ့တခုရှိတယ်။ဘုံဘုံတို့ငငယ်ရငေတန်းမှလာမသိဘူး။သင်ရတာတခုရှိတယ်။တပိုင်းကြောင့်ကျက်စာရယုံနဲ့ခက်ပါလာသဘောညံထက်မာနာအပြောတန်တဲ့ဒေါသမှထူပွားတယ်။စောရကတုဖက်လာရင်သူ့ထက်ငါညင်းတဲ့လူစားတယ်ဟုတ်လား။ ဖះစာတွေအများကြီးတော့တင်ထားတာပဲဒါပေမဲ့ तू ကအပြည့်အစုံဆုံးတင်ထားတာမဟုတ်ဘူးဟိုတစဒီစစဟုတ်လားဒါလေးကဟုတ်ထင်အဲ့ဒါကိုပြောတာတပိုင်းချောင်ကျက်စာရယုံနေတော့နော်ကွတ်တီကွက်ကြားလေးလောက်ရပြီးတော့ကွက်ကိုဟုတ်ထင်နေနော်တပိုင်းချောင်ကျက်စာရယုံနေခက်ပါလာသဘောညာထက်မာနာအပြောတန်တယ်ဒေါသမန်ထူပွားတယ်မာနာကလည်းကြီးတယ်စိတ်ကလည်းတိုးတယ်နော်စောရကတုဖက်လာနေသူ့ထံကညင်းတဲ့လူသားတယ်လာပြီးတော့တော့စောရကမတက်လိုက်နေ तू ကညင်းဖို့အရန်တဲ့မယ်ပေါ့နော် ဘုရားဟောမြတ်ဓမ္မခံကိုတက်လီဟန်ရောင်ဝါပရမတ်ပြန်အကြောင်းသမားတို့ထောင်လွားကြသူထံကအသိဉာဏ်တထွာလောက်ကနေညာမထောက်ဟောတက်လှပါဉာဏ်လေးတထွာလောက်နဲ့နဲ့နဲ့တဲ့တရားဒေသနာတွေကိုပိုင်မီနိုင်မီဆိုတချို့ပြောကြတာတွေရှိတယ်နော်ပရမတ်ပြန်အကြောင်းသမားတို့လေဆိုရည်သုံးထံနော်ကိုတွေးတရားဆိုတော့တချို့မှားမှားယွင်းယွင်းပြောကြတာတွေလည်းရှိတယ်ဟုတ်လားဘုရားဟောမြတ်ဓမ္မခံကိုတက်လီဟန်ရောင်ဝါပရမတ်ပြန်အကြောင်းသမားတို့ထောင်လွားကြသူထံကာ အတိညာတထွာလောက်ကနေညာမထောက်ဟောတက်လှပါပရိသတ်သောမနာအောင်စောဒနာညံအကောက်တယ်နဲ့ကံအကြောက်အတင်းမရှောင်ညင်းညာလူပါပိတကအဆွဲထောင်းလင်းအပေပေါင်းဆင်းရလိမ့်လေတဲ့ဆရာတော်ကြီးတုံးတယ်နော်လူတွေအကြိုက်များအောင်နော်စောဒနာညံအကောက်တယ်နဲ့ပရိသတ်သောမနာအောင်စောဒနာညံအကောက်တယ်နဲ့ဆိုတော့ကိုယ့်ကိုအမေးအဖြေတွေနဲ့လူတွေသဘောကျအောင်ကိုယ်ဝိုက်ပြီးတော့ရှောက်ပြောဟုတ်လားကံအကြောက်အတင်းမရှောင်ညင်းညာလူပါနောက်ဆုံးဘာနဲ့ဆုံးတာ ြိတကအစွဲထောင်းလင်းအပေပေါင်းဆင်းရလိမ့်လေးနော်ငါစာတက်တယ်ဆိုပြီးတော့နော်အစွဲထောင်းမယ်ဆိုရင်တော့အပေပေါင်းရောက်နိုင်တယ်ဆိုတော့ပြောတာဒါမှမဟုတ်တပည့်ရင်းဆရာတော်ကြီးပြောတဲ့စကားတစ်ခုရှိရယ်လေကိုမာမတက်စာမတက်ဂါဟကိုက်တက်သည်ဆိုတဲ့စကားလုံးလည်းရှိဟုတ်လားစာတွေတော့တက်တယ်ဒါပေမဲ့အဲ့ဒါကိုကျင့်သုံးတာတော့မရှိဘူးတကယ်နားလေတာမဟုတ်ဘူးပေါ့နော်စာသဘောလေးလောက်ပဲအပေါ်ရန်နားလေမှုနဲ့သွားတဲ့အခါကျတော့ဂါဟဆိုတာတဏမာနာဒိဋ္ဌိကိုပြောတာဟုတ်လား တန်တရာချက်တွင်ကြောင့်တရားဒုက္ခများတတ်တယ်ဆိုတာကိုပြောတာဟုတ်လားဒါကြောင့်မလို့ဒီဘာဟုတ်သစ္စင်စာတိတ်ပနော်ဒီအတိဒီပညာတွေကိုကိုရပြီဆိုရင်ဘယ်လိုသုံးမလဲဆိုတာဘုံတို့ဆက်ပြီးတော့နားလည်တဲ့ပညာပါရှိဖို့မလိုဘူးလားလိုတယ်အဲနိဗ္ဗာန်ထိရောက်အောင်သုံးနိုင်ဖို့လိုတယ်ဒါလေးကညီကုန်းလေးပေါ့နော်နောက်2မိနစ်3မိနစ်လောက်ဆက်ဖုံဖုံပြီးပါနိဗ္ဗာန်ထိရောက်အောင်သုံးနိုင်မှုလို့နိဗ္ဗာန်ထိရောက်အောင်ဘယ်လိုသုံးမလို့ဒီလောကီပညာတွေပေါ့ အများချမ်းသာဖို့အတွက်အများကျိုးရှိဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့သုံးရမယ်ပေါ့နော်။ငါသိထားတဲ့ပညာတွေငါတက်ထားတဲ့ပညာတွေတတ္တဝါတွေချမ်းသာစေရမယ်ဆိုတဲ့စိတ်နဲ့အသုံးချရမယ်ပေါ့နော်။တတ္တဝါတွေဆင်းရဲဖို့အသုံးချမယ်ဆိုရင်တော့ဒါအပေပေါင်းသွားမဲ့အတတ်ပညာဖြစ်သွားတာပေါ့။ဟုတ်လား။တတ္တဝါတွေချမ်းသာဖို့ဆိုရင် तू ကဘာဖြစ်သွားပြီတော့ပါရမီမြောက်တဲ့ကုသိုလ်ကိုဖြစ်သွားတာနော်။ပါရမီဆိုတာပါရဆိုတာတစ်ဖက်ကန်းနိဗ္ဗာန်ကိုပြောတာဟုတ်လားနိဗ္ဗာန်ကိုရောက်ရှိတဲ့တဲ့ကောင်းမှုကြီးတောင်ဖြစ်သွားတာ ဟုတ်လားဒါကြောင့်ကိုတိထားတဲ့အတိတွေကိုတက်ထားတဲ့အတတ်ပညာတွေကိုဘလို့သုံးမလို့အများကျိုးကိုရှိရှိပြီးတော့ပါရမီမြောက်အောင်နော်နိဗ္ဗာန်ကိုနော်ရရှိတတ်တဲ့အကြောင်းအထောက်ပံ့ဖြစ်အောင်ဒီဘုံဘုံတို့အသုံးချတတ်ဖို့မလိုဘူးလားပုံဖဲနဲ့ငါတိတယ်ငါတက်တယ်ဆိုရင်မမနာတွေနဲ့ဆိုလို့ရှိရင်ဒီမနာတွေကကိုယ့်ကိုဘာဖြစ်သွားမလို့ဖြည့်စည်းမှာနော်ဒါကြောင့်မလို့ရွှေကျင်စတော်ဘုရားကြီးပြောတာလည်းရှိတယ်လူတယောက်ကနော်အာဇာနီမြင်းကြီးအလွန်ကောင်းတဲ့အတ္တရောမြင်းကြီး ပြန်မတက်ပြီးတဲ့ကောင်းတဲ့မြင်းကြီးတကောင်ရပြန်မြင်းကြီးပိုင်တော့နော်အဲ့ဒီမြင်းကြီးကိုတက်စီးတာနော်တိတ်ပြီးတော့မပိုင်မနိုင်တဲ့အခါကျတော့မြင်းဘောကကြပြီးတော့ပေါင်ကျိုးရော်တဲ့ဟုတ်လားအဲ့တော့ဒီမြင်းကြီးကိုပိုင်တာကောင်းတယ်လို့ပြောမလားပိုင်တာမကောင်းဘူးလို့ပြောမလားနော်ပေါင်ကျိုးမှမြင်ရင်တော့မပိုင်တာကောင်းသေးတယ်လေဟုတ်တယ်မို့လားစဉ်းစားကြည့်နော်ဇာဆီတော်ကြီးပေးတဲ့ဥပမာဟုတ်လားပစ္စည်းတွေပေါ်ပြီးတော့မလှူရမတန်းရဖြစ်မယ်ဆိုလို့ရှိရင်လေဒီပစ္စည်းမပိုင်တာကောင်းသေးတယ်ဆိုတော့ အပြောနဲ့လဲဆရာကြီးပြောထားတာတွေရှိတယ်ဟုတ်လားမိမတရားရုပ်ရည်အရှင်လှပလို့နမိမရှင်ဖြစ်သွားတယ်ဆိုရင်မလှတာကောင်းသေးတယ်ပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ကဒါဥမာလေးကိုပြောတာနော်မြင်းကြီးဘလောက်ကောင်းကောင်းသူ့စီလို့လိမ့်ကြပြီးတော့ပေါင်ကျိုးရမှာဆိုရင်တော့မပိုင်တာကောင်းသေးတယ်မစည်းရတာကောင်းသေးတယ်ပေါ့နော်ဟုတ်လားအဲ့ဒါဒါပညာနဲ့ပတ်သက်ပြီးတော့ပြောပြတာဟုတ်လားတော့ဘုံဘုံတို့တနာကြီးထိုးတော့မယ်နော်အဲ့တော့အချိန်တော်ပါပဲအဲ့တော့ဒီနေ့ပြောခဲ့တာတွေနော် ပါလေတော့ပါဟုတ်သစ္စာတိပ္ပဟုတ်လားမင်္ဂလာတရားနှစ်ပါးနော်နှုတ်မှုပညာလက်မှုပညာဝိဇ္ဇာတိပ္ပံနော်နောက်ဆုံးလောကီပညာကနေပြီးတော့နိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုသည့်အထိမြင်မာတဲ့ပညာအလုံးဒီထဲမှာအကျုံးဝင်နေပေါ့နော်အဲ့တော့အဲ့ဒီပညာတွေကိုဘုံဘုံတို့နော်တန်ဖိုးဒါအများကြီးပြောခဲ့ပါဟုတ်လားဒီပညာကြီးရင်ကြီးသလောက်ကိုလည်းချမ်းသာမယ်ကိုအတိုင်းဝိုင်းကိုနဲ့ဆက်ဆက်ရနောက်ဆုံးကမ္ဘာလောကကြီးကိုပါချမ်းသာအောင်လုပ်နိုင်တဲ့အနေအထားထိရောက်အောင် ပညာကိုကြီးအောင်လုပ်နိုင်ရင်ပညာကြီးသွားမှာပဲဟုတ်လားနောက်ဆုံးမြတ်စွာဘုရားအဲ့ဒီပညာကြီးအောင်လုပ်ခဲ့လို့မြတ်စွာဘုရားကြောင့်တတ္တဝါတွေအများကြီးချမ်းသာကြတာမရှိဘူးလားရှိတယ်ဒါပညာရဲ့ဆွမ်းရည်တတ္တိတွေကိုပြောတာပါဟုတ်လားအင်းပြီးတော့အဲ့ဒီပညာကိုဘလို့ရှာမလို့ပညာကိုဆောက်လောင်မှုတိတ်တဲ့စိတ်เนาะရင်နစ်နေတဲ့လူလေးစားတဲ့လူမျိုးဟုတ်လားဆွမ်းအာဟာရကိုရှာတဲ့เนาะရဟန်းဟာအိမ်စင်မလတ်ဟုတ်လားအချိန်ကာလတိုင်းမှာဒါကိုစူးစမ်းတဲ့လူမျိုးဟုတ်လားပညာရဖို့စူးစမ်းမယ်ဒါပြောရနော် ြော့နောက်ဆုံးဒီပညာကိုဘလို့သုံးမလဲပညာမသုံးတဲ့ရင်တော့ကိုတက်ထားတဲ့ပညာကိုဘာလို့မလို့တတ်လိမ့်မယ်ဆိုတာကိုနားလည်ရမယ်ဟုတ်လားအင်းအဲ့ဒါလေးတွေကိုဘုံဘုံတို့ပြောပြတော့နော်ဒါကြောင့်ပညာလည်းရှိအောင်လုပ်ရမယ်ဒီမင်္ဂလာလည်းရှိအောင်လုပ်ရမယ်ဒီမင်္ဂလာရှိပြီဆိုရင်လည်းပဲနော်ဆက်ပြီးတော့မင်္ဂလာတွေပွားတဲ့ပွားတိုးတဲ့တိုးအောင်ဘုံဘုံတို့ဆက်ပြီးတော့ဘလို့မလို့ကြိုးစားရမယ်အဲ့ဒါပါတော့အများချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အင်းဒါကြောင့်မို့လို့ ဘာဟုတ်သစင်္ဆသိပ္ပံဆမင်္ဂလာတရားနှစ်ပါးပေါင်းပြီးတော့ပြောပါနော်ကိုကိုကိုမင်္ဂလာရှိအောင်ကြိုးစားနိုင်ကြတယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမြင်သည့်အထိအမြင့်မားဆုံးမင်္ဂလာရောက်သည့်အထိဟုတ်လားဆက်နိုင်ကြတယ်ဆက်ပြီးတော့သွားနိုင်ကြတယ်နောက်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟု ပတ္တနာအောင်စုပြုကြဂုံရာတတိဝတုတဗ္ဗမင်္ဂလရကံတုတဗ္ဗ